အဝါကျွန်တော်တယောက်လည်းမတတ်ဖက်ပဲဂျမ်းလူတွေကကိုလို့အတမလူတွေကြီးပဲဂျမ်းမတွေကတိတ်ပြီးတော့ဟိုကျွန်တော်တို့မတတ်ဆန်းနေဆိုရင်တိတ်ဟိုပြောရမလားသူတို့တော့ခက်ခဲတယ်ဗောလေဒါပေမဲ့ကျွန်တော်မိဘအဲ့လိုပေါ့ကျွန်တော်မမြင်မလို့ဟိုဂျမ်းမတို့အနေနဲ့စာပဲသင်ပြီးကျွန်မသားရဲ့ကိစ္စကိုအိစအားလုံးကျွန်မကိုယ့်ဘက်ကိုကြောက်မလာလောက်ဘူးအဲအဲ့ဒါလေးမြင်အောင်လက်သိမခံဘူး ငဇန်ဆွမ်းမှုတစ်ခုကိုမြင်လိုက်တာနဲ့အဆင်ပြေပါဘူးဆိုတဲ့အတွေ့သူတို့ကဒါရှိပြီးသားပဲစကြတာပေါ့စကြတော့ကြတော့ကျွန်တော်စိုးစိုးဝါးရစကြပါလေဒီကြောက်တက်ပြီးတော့ပြင်ညာတက်လေပြင်ညာတက်ပြီးဘာဆက်လုပ်ပါလဲမင်းတို့ပုံစံမျိုးတော့ကွာတယ်လုံလဲရမှာမဟုတ်ပါဘူးအဲ့ချိန်တော့ဟိုကလေးစိတ်ဆိုတော့ဟိုသိရတယ်ပဲလေဒေါ်လာတော့စိတ်ကလေးရှိရဲ့လို့ထွက်တာဘဝတစ်ခုကြောက်လဲကြောက်လဲပြလိုက်တာပေါ့လေအဲ့အတွက်လေဒီနေ့ချိန်ဒီသူ့ကိုကျေးဇူးတင်တယ်ကျွန်တော်လည်းပြော ွားဟိုဟိုဒါသူများရတော့မသိဘူးကျွန်တော်အနေနဲ့ကျတော့လက်သမခံသနာတယ်ဆိုတာတဲ့နောက်စကားလေးထပ်ပြီးတော့သုံးစီခြင်းတာဘာစကားလေးဆိုတော့ကိုရင်းစားရဆိုတဲ့စကားလေးသုံးဝင်မောင်းလဲလောက်ကတော့ဒီဗီဒါလူစီးဖို့ပဲကျွန်တော်ငွေရင်းရှိပါတော့လောက်လိုက်ခုတော့လောက်တော့စဉ်းစားလို့လေဘာလဲစဉ်းစားနေရပဲဘာလို့လောက် ဒီမိသားစုစီပဲတော့ဝေးလို့ငါငါလက်ဝေးမယ်ဒါပေမဲ့အဲ့ဒါကိုလည်းအဲ့လိုပေါ့ကဲလေးပါလေးဆွဲကြည့်ပါလားရလို့ရညာဟာဖြစ်လောက်ထင်တယ်အဲ့လိုပုံစံမျိုးနဲ့ပေါ့အဲ့အဲ့ဒါနေသူကြံရပေးပြီကိုကလည်းဆက်လို့ရတဲ့ဘောတဲ့အဲ့လိုတုတ်တုတ်ဖြစ်သွားတာအရင်ကတော့ထီထီရောက်တာပေါ့ထီရောက်တော့တော်တော်လေးစင်ပြေခဲ့တယ်လေအဲစင်ပြေတက်လိုက်တဲ့မှာကျွန်တော်အချိုးကအဲ့လိုနည်းနည်းလေး 新毕的不留，毕业过了。 တော့တော့အဲ့လိုပေါ့။နည်းနည်းအမြင်ကြည်တာလေးရှိကြတော့။အဲ့တော့ကိုကလည်းပြန်သူတို့ထက်အများကြီးမြန်တယ်လေ။အများကြီးပြန်တော့ပြီးတော့ order လေးရတယ်ဖြည်းဖြည်းရလာတော့အဲ့လိုပေါ့။ဟိုမနာလို့မနာလို့သူတွေတော့ရှိတာပေါ့အဲ့လို။ဟိုလူရဲ့ခါလေးနည်းနည်းစိတ်တဲ့ကြတဲ့အနေထားလေးတွေရှိတော့စိတ်တဲ့ကြဆိုတော့အဲ့လိုပေါ့လေ။ဆဲပကောက်တဲ့နေ့တွေကြရင်ဟိုကြောင်လေးပဲရတယ်အဲ့လိုပေါ့။အဲ့အခါကျရင်တော့ကိုမျိုးသူရ ။ဒါကြီးနေလူကဒီလောက်ကြီးကျနေပါလား၄000ရ5000ရရနေပါလား။တခါလေလဲမစည်းရလူတွေရှိပါပဲလေ။အဲအဲ့လိုပုံမှာသူကခွားနေပေးတာပေါ့။ဘာမှမဖြစ်ဘူး။ဒီလည်းပဲမရှိရှိရနဲ့စားကြမယ်။အဲအဲ့သဘောနဲ့အဲ့လူမျိုးစိတ်ခွားနေပေးတာ။မိုးရွာရနေဘူး။အခုဆိုရင်လာလာကြာပြီလာပြီမိုးရင်းရောက်တော့အဲ့ချက်ရိုက်လဲဒီလိုပဲဒီသားသူတွေကြိုးစားပြီးတော့ရုံးကြမှာ။ကလေးလေးရှိရတယ်လေ။ ော့ဘယ်တော့မှလည်းရှုံးမပြီးတက်ရှင်နေပြီးတော့အပေါင်းဆုံးကြိုးစားပြီးတော့ဟိုကြောက်ခက်ကြပါပဲရှိပါလေကိုကလည်းအိမ်တော်ရှိအိမ်တော်ရှိရဆိုတော့လေ အဲ့လိုပေါ့လူရလူရမျက်မြင်ပဲမှန်ကြတာပဲလေအခုလည်းအဲ့တိုင်းပဲမျက်မြင်ပဲမှန်လာတာတောင်းပါကျွန်တော်တယောက်တည်းမသားဆောက်ပဲတကယ်လူတွေကကိုရောအတမလူတွေကြီးပဲဟိုကိုရောကခြေကောင်းလက်ကောင်းကိုတတ်မဲ့လူပေါ့လေဆရာမတွေကတိတ်ပြီးတော့ဟိုကျွန်တော်တို့မသားဆောက်နေဆိုရင်တိတ်ဟိုပြောရမလားသူတို့ကခက်ခဲတယ်ပေါ့လေသူတို့က စလဲဆိုဝိုက်လုတ်ပေးနေရမယ်စလဲသိရအောင်ပဲဒီကြောက်သားတို့ဝိုက်လုတ်ပေးရမယ်ဆိုအဲ့အဲ့လိုအတွေးမျိုးကြီးလဲလုတ်တယ်ဒါပေမဲ့ကျွန်တော်မိဘအဲ့လိုဖို့ကျွန်တော်မြင်မလို့ဟိုဆရာတို့နေနဲ့စာပဲသိပြီကျွန်မသားရဲ့ကိစ္စကိုအိစအားလုံးကျွန်မကိုယ့်ဘက်ကိုကြောက်မလာလုတ်ပေးအဲ့အဲ့ဒါလေးမြင်ရအောင်လက်သိမထိုင်စကြတော့ဟိုစကြတော့ကြတော့တော်တော်စိုးစိုးဝိုက်စကြပါလေအဲ့ဒီတော့ကလေးစိတ်ဆိုတော့ဟိုတည့်ရတိုင်းပဲလေဒေါသကတော့ချက်ကလေးရှိရဲ့လို့ထွက်လာတယ် တို့ဆိုင်ကိုကလည်းတိတ်တကြီးမိခိုင်။ဆံမောက်သွားလိုက်တော့လည်းကျမတွေကဟိုအေးပါအေးပါတားရဒီတလောက်ပဲတို့အနေနဲ့စိတ်အရင်အေးယူဥစားရှိဘူး။အဲ့လိုမျိုးနဲ့ပဲကြောက်ဆယ်တန်းဆယ်တန်းထိတက်ခဲ့တာ။ပဝဲရဲ့အနေထားမှာလည်းအဲ့လိုမျိုးသင်ချဆက်ဆက်မှုလေးရှိခဲ့တာ။တကယ်ကြီးရေးပါပဲ။သူကဟိုဒီလိုက်ပါတယ်နှိမ့်နှိမ့် သူ့အနေထားလည်းရှိရင်တော့နှိမ့်တဲ့စကားတစ်ခုပေါ့လေဒီနဲ့ဒီကြောက်တက်ပြီးတော့ပြင်ညာတက်လေမြင်ပြင်ညာတက်ပြီးဘာဆက်လုပ်ပါလဲမင်းတို့ပုံစံမျိုးတော့ကွာတယ်လှုပ်လဲရမှာမဟုတ်ပါဘူးသူကတော့အဲ့လိုပုံစံမျိုးလို့ပြောတာโอเคจ๋าเลยมีสกาตีပြီးတော့ဟိုဟိုကိုယ်ပြောလိုက်တော့နောက်ထပ်ဓာတ်နေနေငါအလုပ်တစ်ခုနဲ့မရှိဘူးပြန်လာခဲ့ပြီဒီစကားကိုပြောပြတဲ့အတွက်ကျေးဇူးတင်တယ် အချိန်တော့စိတ်ထဲတော့နည်းနည်းတော့ဖူသွားတာပေါ့လေဒါပေမဲ့အဲ့ဒါကိုကိုကပြင်ပြီးတော့တစ်ဖက်နေနဲ့အားတစ်ခုနဲ့ထုတ်လိုက်တော့အဲ့ဒီအတင်းမှလောက်ရသွားနောက်ငါးရက်နေတဲ့အချိန်မှာအတင်းကိုကက်လိုက်ရှိတယ်ပြီးတော့အလုတ်ကက်လိုက်ရှိတော့သူ့ရှိကိုပြန်ပြီးတော့ပြန်သွားတာအဲတာကြီးတို့ဘင်းကားဥမှတ်ပြီလားမှတ်ပြီလားဟောဒီမင်းကတရားလို့ကထင်ခဲ့တဲ့ပုံကူပဲအေးဟာအဲ့လိုပဲဖြစ်ရမယ်လေအဲပြောတဲ့ခဲတဲ့စကားတစ်ခုကငါပြန်ပြီးတော့ဒါခြေပါတာမဟုတ်ဘူးလို့ ်ငါအနေနဲ့အားတစ်ခုဖြစ်ဖြစ်သွားတဲ့အတွက်ဟိုနှိမ်ရဲ့နှိမ်တဲ့စကားဆိုတော့ညလည်းပေါ့လို့ဒါပေမဲ့ငါဖြည်းဖြည်းနဲ့အနေနဲ့အလုပ်ကိုရအောင်ငါရအောင်ရှာခဲ့တယ်။အမေဟုတ်လိုက်လားဘာလုပ်လဲဒီဘာလို့ငါငါလုပ်တဲ့အလုပ်ငါတင်ပေးကြအဲ့ဒီမှာငါဘာလုပ်နေလဲဆိုတော့စကားရရှိဝင်ပြောလိုက်ကြည့်လိုက်ကြည့်လိုက်လို့လောဖြစ်နေမင်းမဖြစ်ပါညာအဲ့လိုလည်းပြောလိုက်ကလေးလေးထုတ်ပြလိုက်တယ်အဲ့ဒီဝင်တိုင်းကတော့အသေးဝဲကတော့ထုတ်ပြလိုက် ไอ้มาดิละขาวอ่ะตัวตะคูเปี่ยวเลยเปี่ยวเลยไปเลยตาบ่เลยไอ้ตัวเลยทีนี้ทีนี้ตู้โอเจตุติเนี่ยตัวตรงเนี่ยเยอะပေါ်လေတခုပဲဟိုအဲ့ ။ Olivation ကအင်တာဗျူးဟိုမန်နေဂျာအင်တာဗျူးလိုက်။သူတို့ကခိုင်းလိုက်ခိုင်းရည်လဲ။ဒါခိုင်းလိုက်ပြန်ရင်အများဒီကုမ္ပဏီကိုချုပ်ကြကြမယ်လို့။ဒါကုမ္ပဏီဘက်ကအမြင်တစ်ခုကိုညင်ပေးတော့။ဒါပေမဲ့ကျွန်တော်တို့ဘက်ကသူကြတော့လို့မဟုတ်ဘူး။ဥပစွာခိုင်းလိုက်မှကိုယ့်ရဲ့လောကီကကိုသူတို့သိပါလေ။အဲသူတို့ကမဆန်ဆွမ်းမှုတစ်ခုကိုမြင်လိုက်တာနဲ့အဆင်ပြေပါဘူးဆိုတဲ့အတွေ့သူတို့ကဒါရှိပြီးသားပဲ။အဲ့လိုအဲ့လိုတွေးခေါ်ရကိုယ့်လေးပြောရဒီယနေ့ချိန်ဒီတိတ်မပြောင်းလဲသေးဘူး။ ဲ့ဒါလေးတွေကိုကြောက်လဲပေးပါလို့လည်းဒီမီဒီယာစစ်တောက်ဆိုရင်တော့ဆိုရင်ကျွန်တော်တို့ခေါ်ခဲ့တယ်လေဒါပေါင်းလို့ပါပဲကျွန်တော်တို့တာဝန်တွေကိုခေါ်ခဲ့တာကျိုးစော်ကန်ဝါအစိုးပါပဲဒီစကားဒါကျွန်တော်တက်တာလေးတကယ်စိုးရတဲ့စကားတွေအများကြီးရှိဟိုဒီလိုမျိုးလေးပြောလိုက်ပါဟိုစိတ်အာသာပြေတယ်ဆိုတဲ့သဘောနဲ့အဲ့လိုမျိုးပြောကြတာပေါ့လေသူစိတ်ကိုလည်းပြင်လို့မပြတာသူတို့ကလည်းဒါလေးတွေ့ပါသူတို့ပြောရတယ်ဆိုတော့ပြင်တော့လည်းအကောင်းဆုံးပေါ့လေ ဒါပေမဲ့ဒီလိုလူမျိုးတွေကတော့မပြေပြင်ဖို့ကတော့တော်တော်ခဲပါအဲ့တော့ကိုယ်စိတ်ပဲသူတို့ပြင်ပြင်ဖို့ဆိုရတယ်ကိုယ်စိတ်ကိုယ့်ရဲ့ဟိုအလုံးနဲ့ကိုယ့်ရဲ့စိတ်ကိုပဲပြင်လိုက်တာအကောင်းဆုံးပါ Facebook တွေပေါ်လာတဲ့လျှောက်မှာဒါတွေကဟိုတိညာတစ်ခုနဲ့ဘူးသွားတစ်ခုနေတဲ့သူတွေသိကြတော့အဲ့လိုမျိုးနေချဘူးဆိုတာတိတ်မရှိကြတော့ဘူးရှိရတော့ရှိသေးပါတယ်ဒါပေမဲ့ရင်အားထက်ဆိုင်အများကြီးတော့တော်တော်ရော့ပါကျွန်တော်တို့ကအဲ့ဒီ တနာရီဆိုတဲ့စကားကိုဟိုဒါသူရရတော့မသိဘူးကျွန်တော်အနေနဲ့ကျတော့လက်သမခံတနာရီဆိုတာတဲ့နောက်စကားလေးထပ်ပြီးတော့တုံးစီခြင်းတာဘာစကားလေးဆိုတော့ကိုရင်းစာရဆိုတဲ့စကားလေးအဲ့ဒါတနာရီဆိုတာလေအဲ့ဒီစကားလုံးကပို့ပြီးတော့ကျွန်တော်တို့အတွက်အားတစ်ခုလေးဖြစ်တယ်လို့အဲ့အဲ့လိုမျိုးလေးဖြစ်စီခြင်းတာပေါ့လေအားလုံးကလူသားရလူပဲလေခုနကကျွန်တော်ပြောသလိုအကြဆွမ်းထဲမှာတကယ်ပြညာတက် ရေချင်းပြေးသွားလို့အများကြီးတဲ့ကိုဘောသေးပါလေရှိခဲ့တယ်ကျွန်တော်နှစ်ဖက်မတန်ဘူးတစ်ခါလေကြာရဲ့အဲ့လိုပေါ့ဟိုစီဗီလို့ပဲခေါ်တူောက်ပဲပြောပြတာတကယ်လားကြောတင်းဆိုအဲ့လိုအဲ့လိုမျိုးမတန်ဆွမ်းတော့မှတကယ်ဝဲရပညာတက်လိအများကြီးရှိခဲ့ဘယ်လုံးဆိုလုံးကြည့်ပါမရရတဲ့အနေနဲ့မဖြစ်ဖြစ်တဲ့အနေနဲ့လုံးကြည့်ဒီလိုဖြစ်လာရင်ခက်ခဲရရှိပါအဲ့တော့အကောင်းဆုံးကြိုးစားမှုနဲ့ဟိုဒီဘဝကိုရုန်းခဲ့ ရုံးကန်ဟိုလှုပ်ရှားပါလို့ပြောကြည့်မလှုပ်ချင်ဘူးမလှုပ်ချင်ဘူးလို့ဆိုရင်အဲ့ဘယ်လောက်ကလှုပ်လို့ပြတော့အဖြစ်ဖြစ်တဲ့အနေနဲ့လှုပ်ဖို့ကြောက်ရရမယ်လှုပ်ဖို့လှုပ်ရမယ်ဆိုတော့စိတ်ရဲ့ဟိုဘောအရှုပ်ပဲပဲကျွန်တော်လိုပဲစူးစမ်းနေခြင်းပါ thank you